ကြောင်းတွေကိုတွားရောက်ပြီးတော့မင်းဘာသာပြည်တစ်နှစ်လောက်ကျွေးမွေးပြီးတော့သူတို့ရဲ့မျိုးဘာသာသနာစောင့်ရှောက်ရေးဆိုတဲ့ဝိဇ္ဇခင်းနေတဲ့ဟာတွေကိုလေးတွေရဲ့အုံတော်တို့ရိုက်သွင်းနေတဲ့ကောင်တွေဖြစ်ပါတယ်ဒီကောင်တွေကိုလုံးဝကိုသဆိုးရှိအောင်မထားသင့်ဘူးဆိုတာဒီနေရာကနေပြီးတော့တော်လိုင်းအဖွဲတွေကိုထပ်မံတိပြေးလိုက်ပါတယ်ဒီကောင်တွေကတကယ်ကိုပဲအန်တီများတဲ့ကောင်တွေဖြစ်နေပါပြီနဲ့ပူပေါင်းပြီးတော့လာလူလာဥနာမေကဥဇော်ဘုံလေးလို့ခေါ်တယ်အဲတခုပြောချင်တာကပေါ့နော်အဲ မိမိရဲ့ဘာသာသာသနာယဉ်ကျေးမှုဒလိထုံလန်းအစဉ်အလာတွေကိုအမီးတို့ဟာသားတို့ဟာထိမ့်သိရမယ်နော်အဲဒီဒီမှာတောင်းတက်ပြီးတော့မှဒီစာကိုတင်လို့ရှိရင်နိုင်ငံကိုချစ်ရမယ်အမျိုးဘာသာ သာသနာနဲ့ကိုယ်နိုင်ငံကိုယ်လူမျိုးတွေနည်းနည်းလေးကြွေးပြီးတော့စောက်တလွေထိုင်ပြောနေနော်နည်းနည်းကြွေးပြီးစောက်တလွေထိုင်ပြောနေဒီကောင်ခွန်အားဖြစ်ရမယ်ဘာတော့ကိုယ်နိုင်ငံရဲ့ကိုယ်လူမျိုးအလုံကျွေးပြုရမယ် တားကောင်းသမီးကောင်းတွေဖြစ်ဖို့အတွက်ကိုပဲဦးဟာဆူတောင်းပေးတယ်နော်အဲ့တော့ဟိုအယူဝါဒတွေမားတဲ့အရာတွေပေါ့နော်ဒီဘက်ခင်မှာဦးတို့ဖြစ်သွားပြီဖြစ်သွားပြီဒါတားတို့သမီးတို့ကငယ်သေးတယ်ဒါတို့သမီးတို့မတိသေးဘူးနားမလည်သေးဘူးအဲ့တော့ဒီဆရာတော်တွေတန်ဃာတော်တွေကိုတဲ့ကြီးတဲ့အခုကိုစာပေပညာတွေသင်ကြားပေးနေတဲ့ဆရာဆရာမတို့စကားကိုမသွေးမသိနဲ့လိုက်လာပြီးတော့မှအကြီးကကိုယ်ငွေခဲ့တဲ့မိခင်ဖခင်ကိုအလုံကျွေးပြုနိုင်တဲ့ တားကောင်းသမီးကောင်းတွေဖြစ်ရမယ်နံပါတ်1ကနောက်တစ်ချက်ကတော့ဥရောရဲ့နိုင်ငံလူမျိုးအပေါ်မှာနော်ကိုကြရတာဝန်ကိုတဲ့တချို့စကလုံးတွေကတော့ဒါကလေးတွေကိုဒါဩဝါဒပေးတာပဲဖြစ်ဒါဆုံးမဖြစ်မှန်းပဲဒီလိုမျိုးစကလုံးတွေကတော်တော်လေးကိုမှဆိုးရွားတဲ့အနေအထားတစ်ခုပါဒီလိုဘာသာရေးတွေနိုင်ငံရေးတွေလက်ရှိအခြေအနေကဖြစ်ပေါ်နေတဲ့အခြေအနေတွေကိုကလေးတွေပြောပြနေရတော်တော်လေးဆိုးရွားနေတဲ့နေသားတစ်ခုပါအကောင်းဆုံးထမ်းဆောင်နိုင်ရအောင်เนาะအဲ့တော့ကျတော့အခုဖြစ်နေတဲ့ နိုင်ငံရေးအခင်းချင်းကြီးကိုဒါလို့တမီးတော့ငယ်သေးတဲ့အတွက်ဦးအိုင်ဟာကြီးကိုတော့အများကြီးအကျယ်တဝန်းနဲ့မပြောချင်ဘူး။ဟွန်းတရုံးသားကပြောချင်သေးတယ်သူကဦးပြောချင်တာကနိုင်ငံနဲ့လူမျိုးပေါ်မှာပေးဆက်နိုင်တဲ့အသွေးသားနဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားတဲ့မိကောင်းဖခင်သားသမီးကြီးဖြစ်ရမယ်။ဟုတ်ပြီလား။နော်အဲ့တော့ဒီစာကိုသင်တယ်ကြိုးစားပြီးတော့ကြမှာဒီနိုင်ငံရဲ့လူမျိုးအတွက်ပဲပေးဆက်မှုအတွက်ပဲ ဥပမာပြောခြင်းเนาะအခုလိုမတူညီ क्वे ပြားတဲ့အယူဝါဒတွေရောရှိကြပေါ့ဒါကတော့ကိုယ့်ဘာကိုငွေရပါအတိဉာဏ်ပညာတွေဒီကတင်ပြလိုက်တဲ့ဆရာဆရာမတွေရဲ့စာပေရင်တင်းဦးဇလိဒုံလန်းအစဉ်လာတွေနဲ့အတိဉာဏ်ပညာတွေနဲ့စဉ်းစားပါเนาะတိုင်းပြည်တို့အားပဲဖြစ်စီကြပါတယ်เนาะတိုင်းပြည်တို့အားဖြစ်အောင်ပဲဥပမာသားတို့သမီးတို့ကိုပေါ့เนาะဟိုတိုက်တွန်းခြင်းနဲ့နောက်တော့ဟိုတောင်းဆိုခြင်းပေါ့เนาะသားတို့သမီးတို့ကြိုးစားကြပါနိုင်ငံနဲ့လူမျိုးအတွက်အကောင်းဆုံးเนาะ ဟိုနောက်အနာဂတ်မှာပေါ်တော့လာမယ်သူရဲ့ကောင်းလေးတွေဖြစ်ပါသေးလို့ဆူတောင်းပေးလိုက်တယ်နော်အဲဟုတ်ကဲ့ဟုတ်ပြီဘဘဘာလေးတစ်ခုထည့်ပြောခြင်းလဲဆိုတော့ဒီဒီကနေတော့ဘဘအခုအခုကြီးဇူဇော်ပွိုင်းပေါ့နော်လာတယ်သူအစားတောင်းတဲ့ပတ်သက်ပြီးသမီးတို့ရဲ့အခြေအနေတွေဖြစ်မှန်နေဘာလို့ကိုပြရမှာပေါ့နော်အလူရှင်တွေလည်းဒီတဲ့မကလာအောင်ဘာလို့ကြိုးစားပြီးမယ်အစားတောင်းလေးတွေကိုလည်းချက်တဲ့နေရာမှာကောင်းကောင်းလေးတွေစားတတ်အောင်ညဘာဘာတွေနဲ့လည်းတိုင်ပင်ပြီးတော့ချက်တဲ့ပြုတ်တဲ့လူတွေနဲ့အစီအပြေအောင်စားလို့ကောင်းအောင်လည်း ဖြစ်အောင်လို့ဘဘာတို့စူးစားပြီးလုပ်ပေးလို့နောင်လေဒီတဲ့မကလာပြီးတော့အချိန်ပေါင်းများစွာလာလူပေးမယ်ဆိုတဲ့အကြောင်းကိုခတိပေးနေတယ်ပေါ့နော်ဘဘာဦးစောကိုရလည်းဒါကိုစော်ပေးပါပေါ့နော်အားလုံးဒီကြောင်းလေးတဲ့ခက်ခဲတဲ့အားလုံးဘဘာဦးဒီနေ့ဒီတဲ့စားတလုံးနဲ့စိတ်တက်မကြပဲနဲ့တကယ်အစားကိုစားရင်းနဲ့စိတ်ဓာတ်တက်ကြွတဲ့လူတွေဖြစ်အောင်ဘဘာတို့ဖန်တီးပေးမယ်လို့ဘဘာတို့ခတိပေးပါနော်ဆက်တမ်းမရှိသေးတဲ့ဆိုတော့အစိုးရကိုလည်းဒီရာဟိုဖြစ်အောင်ပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ဘကတန်ဘကအတက်ကြောင်းလေးတဲ့ဦးရော ကိုညီပေးမယ်ကိုညီပေးမယ်ပြောပေးမယ်ပြောပေးမယ်ဟိုနတ်ကကဟိုနတ်ကကဟိုကြည့်ရတယ်နော်ဟုတ်ကဲ့အဲ့တော့အားမငယ်နဲ့နော်အဲဘဝမှာဖြစ်လာတဲ့အခက်အခဲတွေကိုအားလုံးသမီးတို့ဒါတို့ဦးတို့အတူတူချင်းဆိုင်တယ်ဘာမှမဖြစ်ဘူးနော်ဦးတို့နိုင်ငံလေးဆာယာစီနေဖွံ့ဖြိုးစီနေဖြစ်လက်ရှိဖြစ်နေတဲ့အနေအထားတွေဦးတို့အဲ့ဒါအကောင်းဆုံးကြော်ဖြတ်ပြီးတော့ဒါတို့သမီးတို့ရဲ့အကြောင်းကိုလည်းအစိုးရကြီးသိအောင်ပေါ့နော်ဦးလိုဝိုင်းဝန်းပြီးတော့မှပူပေါင်းဆောင်ရွက်ပေးမယ်နော်ဦးကတိပေးခဲ့ဦးနာမည်ဆိုအဲလူကြီးတော့ line ပေါ်ကနေပြီးတော့ ရှင်းကြယူစကားတွေអော်နေတဲ့កောင်ကသူ့ဘလက်ထံမှာဒီလိုမျိုးသူ့ကိုယ်သူဝင်ကြီးយកလို့လို့ဝင်ကြီးလို့လို့ ਨੇ နတ်ဆက်ကကြီးတော်တက်ပြီးတော့ပြောပေးမယ်ဆိုပဲအဲဘာဖြစ်ဒါလက်ရှိမြင်နေရမြန်မာနိုင်ငံလက်ရှိအခြေအနေပါပလင်ပေါ်ကွေးတနေတဲ့အချိန်မှာနိုင်ငံထဲမှာလည်းကွေးတွေကအခုလိုမျိုးကိုကြည့်တော့ဘာမှပညာမတတ်ဘာမှစိန်တတ်မရှိဘာမှနေထားမရှိဘာမှအသိဉာဏ်မသိတဲ့កောင်တွေကနေပြီးတော့အခုလိုမျိုးနေရာကိုရောက်နေကြဝင်ရောက်နေကြတာတွေ့ရတာတော်တော်လေးဥမာမြန်မာနိုင်ငံအတွက်ရင်သေးစရာအနာဂတ်တစ်ခုဖြစ်ပါတယ် ုက်ပြရနော်သိလားမြို့မြို့တက်ထဲမှာလာပြီးတော့ယူနီယူနီဖောင်းဝစ်စုံနဲ့နော်ဝစ်စုံနဲ့အကောင်ခြေဆုံးခေါင်းဆုံးဝစ်စုံနဲ့နော်စည်ရပြပဲလှုပ်ကြည့်လိုက်အောင်သိလားစည်ရပြပဲလှုပ်ကြည့်လိုက်ပါအောင်အေးမင်းအောင်လည်းဘောယူကာွယ်ဖို့တက်ကိုပဲစည်ရလာပြအောင်မင်းစုလာပြီးတော့ဒီလိုပါအောင်နင်တို့ပဲဘောကိုအရင်ဆုံးဘောအောင်မာစမ်းပါအောင်နော်သိလားမူလဲဝါမယ်ကောင်းမအနေနဲ့မူလဲဝါမယ်အကောင်နေနဲ့နော်တက်တောင်းတက်တာမှတ်နေတာအဲ့တော့အားရရလေဒီတက်မင်းအောင်လည်းကာွယ်အောင်တော်တော်လေးပြင်မှန်းတာပဲနင်တို့တွေ တော်တွေပြောနေရတယ်နော်ဒီတတော်မပြောမပြောလို့ရှိရင်တို့ဖင်တွေကျိန်းနေလို့လားမသိဘူးသိလားတို့ဖင်တွေကျိန်းနေလို့လားမသိဘူးတတော်မပြောရသိလားတတော်မထောက်ခံနေကြပါတတော်ရှုံချနေပါနဲ့နော်တတော်ချင်းမုန်းတယ်လို့ဘာလို့တတော်ရှုံချနေရဖို့နင်တို့တတော်ဖြုတ်ချနေတာနင်တို့ဖြုတ်ချနေပဲထင်နေမနေနဲ့နင်တို့ကိုလုံးဖြုတ်ချနေရနင်ဘာစပြီးနင်တို့တကောတကြောလုံးဖြုတ်ချနေတာတတော်ဖြစ်နေရရှုံတော်တော်ဒေါသတွေလည်းထွက်ပြီးနင်တို့တွေးနေရနင်တို့ကဘာအတွက်လား ดูเราด่าเจ้าเลยกูชูมาเปล่ากูชูมาเปล่าเนี่ยกูชูมาเปล่าเลยอืมนั่นโอ้ยู่สายนี่ยพาดีเลยเหรอพาดีนู่นยู่สาเนี่ยโอ้โหโลดีโลโลเนี่ยฮะโอ้โหโลดีโลโลเนี่ยเจ้าทาไมเนาะสุดท้ายเนี่ยปัดเตลูชีมามาเกาชีมาเดียวเล่ามามาเกาเล่ามาเจ้ากงลงเต็งจงมาเดียวเนี่ยเนาะตู้มามาเซ่เนี่ยงาเซ่ยานเนี่ยเนาะมาเจนนั่นลูกชีงาเซ่ยันมาเจนนั่นลูกพิงกูไล่เท่าไหร่ ဘလဲပြန်ဆဲပိုက်မယ်တညာလုံးရေတောက်ပြီးတော့ရှင်းတယ်နော်တို့အစကလေးဆိုရှယ်မီဒီယာသဘောလည်းနားမလဲဘူး journalism သဘောလည်းတို့နားမလဲဘူးမီဒီယာသဘောလည်းတို့နားမလဲဘူးအကိုနားမလဲတာကိုလူကြားထဲမှာအထုတ်ပြပြတာတော့ဘာဖြစ်လဲ ော်လာမျိုးတွေအားလုံးပဲငလီမင်းနဲ့မေးပေးတယ်မှာများသောကြည့်ဝေးကြပါစို့ဆူတောင်းပေးနေပဲကျွန်တော်ရဲ့ကိုဂျက်ရီပိုလူရှင်း channel လေးရပြန်လည်ကြိုလိုက်ပါရယ်ဗီဒီယိုလေးရရှိမလို့တော့ပေးကမှာတော့ယနေ့ည7:00ခွဲထိနောက်ဆုံးရရှိသတင်းချို့ကိုအချင်းချို့ဖော်ပြပြဖြစ်တဲ့တော်လာမျိုးတွေအားလုံးပဲ စုံတီရှိဘူးဒီနေ့ထမန်တောင်းဆုလိုက်ပါရစေ။နောက်ဆုံးသတင်းပုဒ်အနေနဲ့ကတော့ငိုတိုင်းလက်ပန်းမျိုးနဲ့လူငယ်များကိုစစ်မှုထမ်းတပ်သားတွေဖြစ်လိုက်လံဖမ်းဆီးနေတဲ့အုပ်ချုပ်ရေးမှူးချစ်လင်းဟာပြစ်ခတ်တိုက်ခတ်ခံရပြီးတော့နေရာမှာပဲပွေချင်းပြီးသွားခဲ့ကြအောင်ရွှေတံပြေပြည်သူ့ကာကွယ်တပ်ဖွဲ့ကနေပြီးတော့ထုတ်ပြန်လိုက်ပါရစေ။ဒါကတော့ဒီနေ့မေလ28ရက်နေ့နဲ့7နာရီ30မိနစ်မှာလက်ပန်းမျိုးနဲ့ရစီကျေးရွာအုပ်စုစစ်တပ်ကအုပ်ချုပ်ရေးမှူးချစ်လင်းကိုရွှေတံပြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကရဲဘော်များက၎င်းရဲ့နေအိမ်ထိဝင်ရောက်ပြီးပြစ်ခတ်တိုက်ခိုက်ရှင်းလင်းခဲ့တာဖြစ်ကြောင်းသိရှိရပါတယ်။သေဆုံးသွားတဲ့အုပ်ချုပ်ရေးမှူးချင်းလင်းဟာအုပ်ချုပ်ရေးမှူးဖြစ်ခင်ကစစ်တပ်ထောက်တိုင်ဖြစ်လုကိုက်နေသူဖြစ်ပြီးစစ်မှုထမ်းအကြောင်းပြကလူငယ်များကိုဖမ်းဆီးရမှာ၎င်းကိုယ်တိုင်ပါဝင်ဖမ်းဆီးပေးနေသည့်အတွက်ပြစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်းနဲ့မပြစ်ခတ်ခင်မှာနှစ်ကြိမ်တိတိတတိပေးခဲ့ကြောင်းနဲ့သိရှိရပါတယ်။တိုက်ခိုက်ခဲ့တဲ့အခါမှာတော့တနက်ကြီးနဲ့ချက်ထိမှန်ပြီးပွဲချင်းပြီးသေဆုံးသွားခဲ့တာပါ။လူငယ်တွေကိုစစ်မှုထမ်းတပ်သားတွေဖြစ်လိုက်လံဖမ်းဆီးနေလို့ပြစ်ခတ်တိုက်ခိုက်ခဲ့တာပါလို့လဲ ပြည်တံပြေပြည်သူကကွေတို့ဘက်ကတောင်းဝင်ရှိသူတို့ကထုတ်ပြန်ထားပါတယ်။နောက်ထပ်သတင်းမှာတော့ရန်ကုန်မှာပြန်ဆုံမယ်ဆိုတဲ့ဇာတ်တိုင်းပဲရန်ကုန်ကိုကျွန်တော်တို့နီးကပ်လာပြီးဖြစ်ပါတယ်။ရန်ကုန်မြို့နယ်မိုင်60ကျော်အကွာရန်ကုန်မန္တလေးအမြန်လန်းအကိုးမြို့ဘောနက်ကြီးတဝက်ရှိစစ်တပ်ဂိတ်စခန်းများနဲ့စစ်ကြောင်းများကိုတော်လိုင်းတပ်များကတိုက်ခတ်ခဲ့ရမှာစစ်သား6ဦးသေဆုံးပြီးလက်နက်16တပ်သိမ်းဆီးခဲ့ရှိကြောင်းနဲ့အကိုးခရိုင်တရင်မှတ်အုံခွန်တုံရကြီးတခွဲပြည်ကြောင်းတက်ခွဲမှတောင်းဝင်ရှိသူကထုတ်ပြန်ထားပါတယ်။ထိန်လေးနိုင်တော့ချင်းယူကြီးကပ်ပြီးဝင်တိုက်ခဲ့တာပါ။ ူတို့လေငိုင်မိသွားလို့ထွက်ပြေးတာတန်းနေတာပဲတက်နက်ကကင်းဆောင်တဲ့လူတော့ပဲပေးထားပြီးကျန်တဲ့တိုက်ထဲထားတာဆိုတော့အလုံးဒီဘက်တော့တင်းစီရရှိခဲ့ပါတယ်။အဲဘွယ်အလုံးကျွန်တော်တို့ရဲဘော်တွေထိခိုက်မရှိခဲ့ပါဘူးလို့အကိုကိုင်တရင်အမှတ်3039တက်ခွက်ကလည်းထုတ်ပြန်ထားပါတယ်။နောက်ထပ်သတင်းပုံအနေနဲ့ကတော့မကွေးထောင်မှာနိုင်ငံရေးကျင်းသား200ကျော်ကိုတိုက်ပိတ်ထားပြီးစေကူတော်ကပိတ်ထားခြင်းကြောင့်မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးကျင်းသားများကွန်ရက် PPM ဘိုးဥဆောင်ကော်မတီဖွဲ့ဦးတိုက်ထုံးကနေပြောထားတာသိရှိရပါတယ်။ 2025ခုနှစ်ဧပြီလ13ရက်နေ့မှာစတင်ပြီးတော့မကွေးချင်းထောင်မှာလိုကယ်ပီတီအဖွဲ့များနဲ့စစ်ကောင်စီလက်အောက်ခံတပ်များတိုက်ပွဲဖြစ်ပွားခဲ့ပြီးသည့်အချင်းထောင်တွင်၌လည်းအချင်းဥစည်းဝန်ထမ်းများနဲ့အချင်းသားများဟာအင်းမာမှုနဲ့ထိတွေ့မှုတွေဖြစ်ပွားခဲ့ပြီးနောက်မကွေးချင်းထောင်မှာနိုင်ငံရေးအချင်းသား200ကျော်ကိုတိုက်ပိတ်ထားပြီးစစ်ကူတပ်မှုတွေကိုပိတ်ပင်ထားကြောင်းနဲ့အချင်းဝန်ထမ်းဥစည်းတွေကလည်းပိတ်ခတ်မှုကြောင့်ထောင်တွင်ဓမာယုံမှနေတဲ့နိုင်ငံရေးအချင်းသားဆော့ရွှေအောင်ပေါဝင်နိုင်ချင်းနှစ်ဦးအနည်းဆုံးသေဆုံးခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံသားရေး ပြင်သားမြတ်ကွန်ရဲ့ PPMN ထမ်းမသိရှိရပါတယ်။ online ကလာပြီးသွားတဲ့အခါကျရင်ဒီကောင်တွေလုံးဝမေးထားလို့မရပါဘူး။ဒီကောင်တွေကိုလုံးဝမေးလို့မရတော့လဲနေ့စဉ်နဲ့များပြည်သူတွေကနေပြီးတော့သူ့ရအစ်ကိုတတိပေးတင်ပါတယ်။ထောင်ထဲကကောင်တွေတရားသူကြီးတွေမတရားသူကြီးလုပ်နေတဲ့ကောင်တွေအဆရှိတဲ့ထောင်ပိုင်တွေပုံလုံးကိုထုတ်เสียရှိဖြုတ်ရှင်းเสียစီရှင်းရမှာတော့ကျွန်တော်တို့ online ပြည်တဲ့ကလာမှာလုံးဝမနေထားတခုပါပဲ။ပြန်ပေးပါတယ်ချက်ချင်းနေ့မတိုင်းပြန်ပေးပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ပြန်တွေးကြည့်တယ်ပေါ့နော်။ကိုကိုနဲ့မဆိုင်တဲ့ငွေဆိုရင်တော့ ဘယူထီဖို့ထီတာအဲ့တော့ခန်းနေဝယ်ရသူ့ဘက်ကအကောင့်တန်းနေရှိမယ်ဘာညာရှိမယ်ပေါ့ဗျာသာသမီဘောကငွေစင်းငွေစင်းမှတ်တမ်းနေရှိမယ်ဘာညာအဲ့ဒါအဲ့ဒါကြောင်းအစင်းစရာကြောင်းဟိုပြန်လောက်ရခက်လို့ပါညာဆိုလဲဘယ်လိုရှိပဲဗျာစင်းစရာတွေခက်တယ်ဆိုလဲကိုအိုကေစကားတွေရရှိရှိမဖြစ်အောင်လို့ကောင်းပြီဒီစင်းစရာကိစ္စမှာတော့ဟုတ်ပြီရှင်းလို့ရပြီဒါပေမဲ့ဒါလေးကိုပြည့်လို့တော့ကဲကောင်းပြီဒါလောက်ကြာရေးဆိုပြီးတော့ဖြတ်လိုက်လေပြီးမှကိစ္စပါပဲပြောရင်တော့တကယ်ပွဲကိုဖြတ်ချင်ပြီးပါတယ်မြင်မြတ်ပြတ်ပါတယ်ဟိုလူတွေရှုပ်တော့ရှုပ်တော့ဗျအဲ့တော့ခိုင်းနေဝင်ဦးဆဲတယ်ကောင်ကဆဲအဒီဘက်ကမြို့သူပြောတယ်ကောင်ကပြောအားပတ်လေရိုက်ရိုက်ပြီးတော့ကျွန်တော်တို့လူတွေကလည်းပွဲတွေကိုတပွဲပြီးတပွဲကြည့်နေရသူဖြစ်နေ ော်သူ့ပွဲကိုကြည့်လို့တော့မဆုံးသေးဘူးအဲ့ပွဲကိုအဲ့ပွဲမှာဘသူမှန်လဲဘာမှဘွာမှလဲဆိုတာနဲ့အကုန်လုံးငင်းကြခုံကြရင်းနဲ့ပြောကြရင်းနဲ့ပေါ့ဗျာနော်ပြောကြနေကြရင်းနဲ့ပြောနေကြရင်းနဲ့သိမကြအောင်ချမ်းပြေပါအောင်ကျွေးမှာတော့ကျောင်းလုံးမဲ့ဒီဗီဒီယိုတွေ့ရမှာကျောင်းမလေးကတော့ချမ်းမြေပေါင်းဂျိုးနဲ့ကြော်မြင့်မလို့နေတာဖြစ်ပါတယ်။ချမ်းမြေပေါင်းဂျိုးကနေပြီးတော့သူ့ရဲ့တင်တဲ့တာကိုဒီမီဒီယာရဲ့မလုတ်ပါနဲ့ပြောတာကိုကျော်မြင့်မလေးကောင်ကပေါက်ွက်နေဖြစ်ပါတယ်။ကျော်မြင့်မလေးရဲ့အနေထားဆိုတော့ဒီမီဒီယာကပြောတာအပြင်မထွေးလို့အိမ်ထဲကကုတ်ချောင်းကုတ်ချောင်းနဲ့ဘာကြီးတင်မလို့ဆိုလိုက်ရှာပြီးတော့အတင်းပြောနေရတဲ့ကောင်ဆိုတော့လေချမ်းမြေပေါင်းဂျိုးလည်းတင်ရောပြေးပြီးတော့ချမ်းမြေပေါင်းချီရဲ့အောက်ချီပြေးဟတ်တဲ့ချီ အမြင်မှောင်ချိုရတဲ့သူ့ရဲ့တရင်တွေမတင်ဘူးပြောလို့ကျွေးမြင့်တဲ့ကောင်ပေါက်ပွဲနေပါတယ်။ဘုထွက်လာပြန်။ထွက်လာတော့ကျွန်တော်လည်းစိတ်ညစ်တယ်။တရင်တွေကတရင်တွေရှုပ်နေတာပေါ့နော်။ဆိုတော့ချမ်းမြင့်မှောင်ချိုကလည်းသူ့ဖေးတို့မှာတင်လာတယ်။အလူငွေ38သိန်း6000ကိုပစ္စည်းဝယ်ပေးမလို့နဲ့ဘာတစ်ခုမှလည်းမပြ။တပတ်ပတ်တပတ်ပြီးတပတ်ပို့မယ်ရက်တွေနဲ့ရက်ရွှေပြီးပတ်စံပြောင်းတော့တပတ်တွင်ပြန်ပေးမယ်ပြောအောင်။ပတ်စံချိထားလည်းမဟုတ်ဘူး။ဒီပတ်စံတွေကလည်းအကုန်ချိုးနေတာနဲ့ရှာထားကြတဲ့ပတ်စံတွေပါတဲ့။ငလျင်တန်ကြောင့်တစ်ခေါက်နေတဲ့သူတွေကိုကူညီပေးဖို့လှူထားကြတာတွေပါတဲ့။ဒီညမှာပတ်စံပြန်မလို့ရင်နာမည်နဲ့ပုံနဲ့တကွပြန်တင်ပါမယ်တဲ့။တင်ပါမယ်တဲ့။တာဝန်ယူထားရတာဖြစ်တဲ့အတွက် ခေါင်းဆင်နေတာပါပဲတဲ့ဆိုပြီးတော့သူတင်ထားတယ်ပြီးတော့မှ hash key လို့ထားတယ်နော်ဘယ်မီဒီယာမှဘယ်မီဒီယာဘယ်သတင်းမှလုတ်ခွင့်မပြုပါတဲ့ဘယ်ဖွယ်စည်းကမှမဟုတ်ပါဘူးပြပကပါတယ်ကဲအဲ့ထက်တပြောဆိုတော့ဘယ်မီဒီယာမှသတင်းလုတ်ခွင့်မပြုပါဆိုတော့ကျွန်တော်တို့တွေလည်းပါတာပေါ့နော်ဘယ်ဘယ်သတင်းလဲအဲ3 media တွေသတင်းမလုတ်စေချင်အစားလေ Facebook မတင်နေပေါ့ဗျာ share နေရပဲအဲ့လို social media ရဲ့ဟောသဘောနားမလည်တာသတင်းတွေရဲ့သတင်းတွေရဲ့သဘောတော့ဟောတယ်ဒီလိုကောင်စောင့်နေတာပညာရဲ့သဘောသူနားမလည်တာတော့ဘယ် media ကလုတ်ခွင့်မရှိပါဆိုတော့ဘယ်သူမှမကြည့်ရအောင်ဆိုတော့ဩစလာတယ်အဲ့လို page ကြီးဆိုရင်တော့ကျွန်တော်လည်းနာမည်ကောက်ကောက်ကတ်ပြီးတော့ ်ဘယ်အမှုပညာရှင်ကကျွန်တော်ဘာပြောလို့မြင်ဒုက္ခအောင်မလားတခါကြတယ်ဟိုအမှုပညာရှင်တွေကတခါတခါကြရင်ကိုရေးချင်တာ Facebook ပေါ်တက်ရေးလိုက်ကြတယ်အဲ့ဒါ social ပေါ်မှာဘာဖြစ်သွားပြီပြန်နံပြီးသွားပြီမီဒီယာပေါ်ပြမှာရမဟုတ်ဘူးအပြန်နံပြီးသွားပြီအဲ့လောက်ဆိုရင်အဲ့ဘယ်လိုလဲကျွန်တော်နားမလဲတာပေါ့နော်သူတို့အမှုပညာရှင်ဆိုတော့အုပ်စုပေါ့အမှုပညာသမားအုပ်စုဂီတတို့ရုပ်ရှင်တို့တပင်အကုန်လုံးပါပါတယ်သူတခုခုကိုရေးချင်တာ Facebook တက်ရေးပြီးသွားလို့ရှင်အဲ့ဒီဘယ်သူမှကုယူခွင့်မရှိဘူးဩဘယ်မီဒီယာကုယူခွင့်မရှိဘူးအဲ့လိုလုံးလို့ရတယ်လို့သူတို့ထင်တာလား ရတာထင်လားမီဒီယာဆိုတဲ့သဘောတဘောကိုခရေကရှင်းရှင်းလေးရခင်ဗျအဲ့ဒီမီဒီယာဆိုတဲ့သဘောတဘောကိုရှင်းရှင်းလေးခင်ဗျနိုင်ငံမှာထင်ရှားကြောက်ကြသူလူတိများတဲ့သူတွေပြဿနာပေါင်း16000ဖြစ်တဲ့ case တွေဖြစ်စဉ်တွေအကုန်လုံးက personal case ကနေစပြီးတော့နိုင်ငံတော်တွေနဲ့ချီတဲ့ case ဖြစ်ဖြစ်အများပြည်သူကိစ္စတွေအလွယ်ဆုံးလုပ်တဲ့ case ကိုဘယ် case ကိုမဆိုမီဒီယာတွေကပေါ်ထုတ်ရေးယူပေါ်ထုတ်ရေးသားလေးရှိကြတယ်ဒါအဲ့ဒါဆိုတဲ့ဘုံတွေကျင့်နေတဲ့မင်းပါတွေအကြောင်းတွေပါတွေပေါ်ထုတ်ပြီးရေးသားစမ်းမအောင်ဟာရှင်းရှင်းလေးပဲအစားရရမှာပေါ်တော့စီကိုကိုတိုးတိုးကြိတ်ဖြစ်ရှင်းလိုက်ကြပါဦး။ကိုကပြီးနေတယ်။အခုတို့ကသူအော်တော့တောင်းနေတယ်သူက Facebook တက်ကြီးတယ်။ပြီးတော့မှဘယ်ပြင်အခုကမရှိပါဆိုတော့ တို့အစကလေး social media သဘောလည်းနားမလဲဘူး journalism သဘောလည်းတို့နားမလဲဘူး media သဘောလည်းတို့နားမလဲဘူးအကိုနားမလဲတာကိုလူကြားထဲမှာအထုတ်ပြပြတာတော့သွားတွေ့ရတယ်ဆိုတော့ဆိုတော့တော်တော်လေးတော့ခက်တယ်ဒီကလေးတွေလည်းနော်တော်တော်ခက်တယ်ဆိုတော့ကျွန်တော်ကြိုက်ပါတယ်ချမ်းမြောင်ချူသူ့အတန်တော်တော်သဘောကျပါတယ်ကျွန်တော်ပွင့်လဲပြောတာဒီမြန်မာဒီဘက်ခက်ဆိုတော့ဒီမှာချမ်းမြောင်ချူရဲ့အတန်အကြိုက်ဆုံးပဲဒီဘက်ဒီဘက်ခက်လူငယ်တွေမှာချမ်းမြောင်ချူအတိုက်အကြိုက်ဆုံးတဲ့သူ့အတန်သူ့အတန်ကျွန်တော်ဘယ်တချင်းသူဆိုဆိုကျွန်တော်သဘောကျတယ်ဒါပေမဲ့တချင်းကိုကြိုက်တာလူကြိုက်တာမဟုတ်ဘူးအဲ့တော့လူရဲ့ဒီအပြုတ်မှုပြောဆိုနေတဲ့ဒါတွေကကျွန်တော်တို့ဒါတက်တက်တလိုက်မတူဘူးအဲ့တော့ပြောကြည့်ရအောင်အခုသူ့ရဲ့ဒီရေးသားကြတော့ ဟိုကျွန်တော်ကမီဒီယာသမားဖြစ်တယ် journalist ကြောက်ဖြစ်တယ်တို့ကဒီလိုအမှုကြည့်ပြီးတော့ပိုတော့ပြောချင်သေးပေါက်သွားသေးတယ်ကိုယ့်အကူဆိုဒါလေးနေကိုပိုတော့ပြောချင်သေးပေါက်သွားသေးတယ်ဒီလောက်ခစ်ပညာတဲ့လူငယ်တယောက်ဖြစ်ပါလျက်နဲ့ ဒါတော့တော့မှပဲမီးရအောင်ဆက်သဘောသဘောမသိရကောင်းလားဘူးမသိတာဘူးတော်တော်အံအားတာဘူးအံအောတင်တာပါနော်အံအောတင်တာပါဆိုတော့ဟိုရံဖြစ်ချိန်လည်းကြိတ်ရံဖြစ်ကြပါဗျာခုနခုနရင်ကြရှေ့ရှောက်អော်ဆဲပြီးကမှငါမမရိုင်းဘူးတော့ပြောတယ်အဲ့တော့မှားနေတာပါဗျာနော်ဆိုတော့အဲ့လိုလိုဖြစ်နေတာပါနော်ငါဆက်တာငါဆက်တာဘယ်သူမှရှောက်ပြီးမပြောအောင်လို့ဆိုတော့မရဘူးလေဒါဒါဖွက်တာပေါ့ဆိုတော့ဒီလိုတခုတော့ရှိတယ်အဲ့တော့ဘယ်မီဒီယာမှာအတိမဘလော့ဝါဆိုပေမဲ့လူတွေကအဲ့ဒါအားလုံး wine share ဖြန့်ပြီးသွားပြီ social media သဘောတော်ကကို post တစ်ခုတင်လိုက်ပြီးဆိုတာနဲ့ကိုမပိုင်တော့ဘူး social media ရဲ့သဘောကမှာကို post တစ်ခုတင်လိုက်ပြီးအဲ့ post ကကိုမပိုင်တော့ဘူး ကို right မဟုတ်တော့ကို right ကကိုဘိုင်းတော့ဘာ Facebook ဘာညာတွေကတို့ကအော်တိုတို့ကကောက်ယူပြီးသိမ်းဆဲသွားတာတို့ကယူပြီးတို့ social platform မှာအများပြည်သူမြင်တဲ့အတွက်အဲမြင်တဲ့လူတွေအကုန်လုံးကပိုင်သွားတာအဲ့လူတွေအကုန်လုံးကကြိပြီးတော့မှတိုက်တယ်လို့ဖြန့်ခွင့်ရှိတယ်ပြန်ဖြန့်လာတယ်အဲ့တော့ဖြန့်တဲ့အပေါ်မှာမူတည်ပြီးတော့ပဲတရားစွဲတာတွေပဲလုပ်လို့ရတယ်ဥပမာထားပါတော့အချိန်ပေါ်ကြွားလို့ဖြန့်တဲ့အတွက်သူဟာကိုဖြန့်တဲ့အပေါ်မှာမူတည်ပြီးတော့သူ့ကိုထားပါတော့ဂုံသိက်ကကြားဆင်းအောင်လုပ်တာတပတ်စက်တစ်ခုပေါ့ဗျာဆဲပလိုက်တာတော့ဘာလို့လုပ်တာဆိုလို့ဒါကတော့သူဒါသူကြိုက်တာဥပဒေချောင်းကလုပ်ပေါ့ဗျာဒါတော့ဒါတော့ဒါပေမဲ့ကုယူဖော်ပြခွင့်မပြုဆိုတဲ့စကားလုံးမျိုးတွေနဲ့ဒါကြီးကြတော့ဒါကတော့ ပေါ့နေပြောနေသူနားမလဲတာပေါ့ဒါတစ်ချက်ကသူနားမလဲတာသူမီဒီယာရဲ့သဘောတဘောသူနားမလဲဘူးဆိုရှယ်မီဒီယာမဖောက်တဲ့သဘောသူနားမလဲဘူးအေးကျော်မျိုးမင်းကတော့ကူးမီယူနဲ့ဆိုတော့ကူးယူမှာပဲတဲ့သူ့မှာဒီသတင်းတွေပဲရှိရတယ်ဒါတွေပဲကြည့်ပြီးသူတင်းပြောရမှာတဲ့နောက်ထပ်သတင်းတွေမှာတော့တကယ်ကိုပဲရေးကြည့်တဲ့သတင်းတွေပုံဖြစ်ပါတယ်ပြည်သူများနှစ်ကိုစစ်စင်ကြီးမှာပေါဝင်တိုက်ပွဲဝင်ခဲ့တဲ့မန္တလေး PDF တပ်ဖွဲ့တဲမှုစ်ကောင်စီကတရှိုးရီစေလွတ်ကအသွင်ယူထောင်လန်းခဲ့ကြောင်းပေါ်ထွက်လာပြီးဖြစ်ပါတယ်ဒေသညီရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနလောက်အောက်မှာရှိတဲ့ပြည်သူ့ကာကွယ်ရေးတမတော် မန္တလေး PDF တပ်ဖွဲ့တွင်အကြမ်းဖက်စစ်ကောင်စီဟာအတွင်းလူတရှိုးဒလန်တွေဆဲလုပြီးအတွင်းယူထောက်လန်းခဲ့တယ်လို့မန္တလေး PDF ကဒီနေ့ညနေပိုင်းမှာထုတ်ပြန်လိုက်တာဖြစ်ပါတယ်။နိုင်ငံတော်ကစစ်မျက်နှာတွေမှာအခြေမလတဲ့အခြေအနေတွေနဲ့ကြုံတွေ့နေတဲ့စစ်ကောင်စီဟာတော်လိုင်းတပ်ဖွဲ့တွေအတွင်းတရှိုးဒလန်တွေစိတ်ဝင်စေကအရင်းချက်လက်ထောက်လန်းရေးလုပ်ငန်းတွေလှုပ်ဆောင်လာတာဖြစ်တယ်လို့မန္တလေး PDF ကဆိုထားပါတယ်။ဒီမူတန်းဥပဒေပြဋ္ဌာန်းပြီးနောက်မန္တလေး PDF စစ်ကောင်စီရဲ့ရွေချက်ရှိရှိဆဲလုထားတဲ့တရှိုးဒလန်တွေဟာပုံစံမျိုးစုံနဲ့ဝင်ရောက်လာပြီး က်20ဝန်းကျင်ရွယ်ဂိုးသားနဲ့မြို့သမီးတွေဖြစ်တယ်လို့လည်းထူထားပါဗျ။ကိုပါတရှူရီနဲ့ဒလန်ရီယာတသားစုဆောင်ရေးကလာတွင်အခြားလူငယ်တွေနဲ့ရင်းနှီးမှုရရှိအောင်စနစ်တကျလှုပ်ဆောင်ခဲ့ပြီးမိရင်းနေရက်လိပ်စာနဲ့ဖုန်းနံပါတ်တွေတောင်းယူစုဆောင်ခဲ့တယ်လို့တက်ကနေစွန့်ခွာသွားမဲ့တွေးခေါ်တွေပါပြန့်ဝေခဲ့ပြီးတပ်ဖွဲ့ရဲ့ရန်နိုင်သမျှသတင်းချက်တွေကိုစုဆောင်ကတပ်ပြေးဖြစ်စွန့်ခွာသွားတယ်လို့မန္တလေး PDF တွေကဆိုထားပါဗျ။အားအပြင်စစ်ကောင်စီတရှူရီယာတပ်ပြေးပြီးနောက်ပိုင်းမှာလည်းပြန်ရှိနေတဲ့တပ်ဖွဲ့ဝင်တွေတပ်ပြေးအောင်တုံ့ဆော်တာတွေရှိတယ်လို့တက်ကနေစွန့်ခွာရမဲ့လမ်းကြောင်းတွေကိုပါပြတာပေးနေပြီး တော်လိုင်းအင်အားစုပြည်ကြားစီးလုံးမှုပြုခွင့်အောင်လို့ဆောင်ကစီအတာဇီရရှိဖို့အတွက်ကြိုးပမ်းလာတယ်လို့လည်းမန္တလေးပြည်ထက်ကထုတ်ထားပါတယ်။ဒီကောင်စီစနစ်တကျဒီဇိုင်းမှတ်လို့ဆောင်နေတဲ့ဆိုပါစစ်စင်ရေးအတွင်းတော်လိုင်းရေးကိုလေပိုင်းနဲ့စစ်ဌာနချုပ်လက်ပါခတ်မှဘုံမှုဒါမှမဟုတ်ဘိုလ်ကြီးတို့ယူဆရတဲ့စစ်ကောင်စီရရှိတယောက်ကကြိုးကင်ထားပြီးကြီးကြပ်ကနီးကပ်လက်ညှိုးမှုတွေပေးနေတယ်လို့လည်းစစ်စစ်တွေ့ရှိရတယ်လို့မန္တလေးပြည်ထက်ကထုတ်ပြန်ထားပါတယ်။ဒီကောင်စီရဲ့အသွင်ယူထော်လန့်မှုကိုခံခဲ့ရတဲ့မန္တလေးပြည်ထက်အနေနဲ့ ချိန်မီသိရှိခဲ့ပြီးတံပြန်ထောင်တန်းရင်းလို့ဆောင်ကစစ်ကောင်စီရဲ့ထောင်တန်းရင်းရန်ဒီရဲ့လေဘက်ပုံကိုတောင့်ကြည့်ဖော်ထုတ်နိုင်ခဲ့တယ်လို့လည်းထုတ်ပြန်ထားပါလေ။မန္တလေး PDF ရဲ့ထုတ်ပြန်ချက်တွေအရစစ်ကောင်စီရဲ့တချို့တလန်တွေဟာမန္တလေး PDF ရဲ့တပ်ဖွဲ့ဝင်တွေရဲ့အခြေခံစစ်ပညာသင်တန်းဆရာစစ်တပ်ဖွဲ့ပြည်သူ့ရဲဌာနမှမျိုးသမီးတရင်ခြေနဲ့စစ်မီပြင်းနဲ့ထိ ंछ ုံနေမြေတွင်ရှိတရင်ချက်တွေကိုစုံစမ်းထောက်လန်းရယူခဲ့တယ်လို့သိရှိရပါတယ်။စစ်ကောင်စီအနေနဲ့သူတို့တပ်ဖွဲ့မှဒါမှမဟုတ် စစ်တပ်ထောက်ခံသူတွေကိုတော်လိုင်းတပ်ဖွဲ့တွေမှအသွင်ယူဝင်ရောက်စေကာတင်ရယာတွေရယူကာချင်းချင်းသွေးကွက်စီဖို့ချိန်နေဖန်တီးတာနဲ့ က်ကနေစွန့်ခွာထွက်ပြေးဖို့တွေးတိုးစီယုံနာတွေလှုပ်ဆောင်ခဲ့တာကြောင့်အွန်လိုင်းရေးတပ်ဖွဲ့တွေနေဖြင့်စစ်ကောင်စီကဒလန်တချို့တွေတပ်ဖွဲ့တွင်စေတို့နိုင်တာတွေကြောင့်အထူးသတိပြုဖို့မန္တလေး PDF ကနေပြီးတော့တနိုင်ငံလုံးကတော်လိုင်းတပ်ဖွဲ့များကိုသိရှိအောင်ခုပြန်ထားတာဖြစ်ပါတယ်။ဒါကြောင့်တော်လိုင်းတတိတဲ့အထူးကျူအဲ့ကိုလွတ်ပြီးတော့ဒလန်တွေကိုတွေ့မယ်ဆိုရင်တော့အရင်ကြွေးစရာမလိုတော့တာဟုတ်တော့ပြည်သူတွေကလူချင်းမှအမှန်ဖြစ်တဲ့အတွက်တော်လိုင်းတတိနေတဲ့ဒလန်တွေကိုလုံးဝခွင့်မလွှတ်ဖို့သူကအကြောင်းကိုဒီညကနေပြီးတော့အမှန်ပြပေးလိုက်ပါတယ်။ ဘာလမျိုးတွေအားလုံးပဲဒီဗီဒီယိုလေးမှတွေ့ရမယ့်အကြောင်းအရာတွေကတော့ပန်ဆယ်လိုရဲ့အကြောင်းတွေဖြစ်ပါတယ်ပန်ဆယ်လိုကိုတော်များကနေပြီးတော့သူကိုသူဆွဆွဲနေကြတာလည်းအားလုံးသိရှိမှာဖြစ်ပါတယ်အဲ့ဆွဆွဲနေတဲ့သူတွေကတကယ်ပဲတော်လိုင်းဘက်ကသူတွေရောမှန်ရလားဆိုတာကတော့သိရှိချင်မှာတစ်ပြင်းပေါ်ပေါ်လာဖြစ်ပါတယ်ဘာလို့လဲဆိုတော့သူတခုလိုဆွဆွဲတာကအားမရတာဖြစ်တဲ့အတွက်တော်လိုင်းကြီးလုံနေတဲ့အတွက်အာဟာသူတွေကိုသိစီခြင်းတဲ့အတွက်ပတ်စံတွေရှာပေးနေတာပါဆိုပြီးတော့ဆွဆွဲမှုတွေပြုလုပ်လာတဲ့လူတွေဟာရောတကယ်ပဲတော်လိုင်းကြီးကိုအားပေးနေတဲ့လူတွေလားစစ်ကောင်စစ်ဘက်ကလူတွေလားဆိုတော့ပြည်သက်ကွင်းမြင်လာတဲ့အနေအထားတစ်ခုဖြစ်ပါတယ်ကြားတဲ့အချိန်နည်းနည်းရှိမယ်စိတ်ဆိုးတဲ့အချိန်နည်းနည်းရှိမယ်စိတ်မရှိတဲ့အချိန်နည်းနည်းရှိမယ် ဒါပြင်ပြန်ထပြီးမှဒီကိစ္စကိုကျွန်တော်တို့ဆက်လုပ်ကြတယ်အဲ့တော့စိတ်မရှိတဲ့လူတွေကတော့เนาะဟိုကောက်ယုံမိလို့လူတွေကတော့ပထမပိုင်းမှာစိတ်ဝင်စားပြီးမဲ့ဒီရေတုံမဟုတ်မှန်းသိတဲ့အချိန်မှာစွန့်ခွာသွားတဲ့လူတွေလည်းရှိတယ်ဒီနေရာမှာကျွန်တော်ဘသူဘသူ့ကိုမှအပြစ်မပြောချင်ဘူးဒါပေမဲ့တော်လန်ရေးကိုလှုပ်ရှားတဲ့လူတွေလည်းရှိခဲ့တယ်ရှိနေသေးပဲအဲ့လိုလူတွေကိုတော့ညွန်ညွန်စရာကောင်းတယ်ပေါ့နော်ညွန်လဲညွန်တယ် အဲ့ဒီအတွက်ကြောင့်ကျွန်တော်ကစကားတွေကိုမပြောတော့ပြင်မဲ့အခုကတော့ပြောချိန်တန်တဲ့ကိစ္စတစ်ခုပေါ်လာလို့ပြောပြောပါရစေပေါ့နော်ပြောချင်တာကပန်ဆယ်လိုကိုတခိုးဆိုပြီးတော့ဆွဆွဲကြတဲ့ကိစ္စပေါ့နော်ဒါတွေကကြာလဲကြာခဲ့ပြီဘလောက်တောင်ရှိနေလဲဒီကိစ္စတွေကြားနေရနစ်တွေပေါက်နေပြီနော်ဆိုတော့သူမကိုဒီငွေကြေးဥစ္စာခိုးတယ်ပေါ့နော်အိမ်ဝယ်တယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးပြောခဲ့တဲ့စကားကပြင်းစရာလဲကောင်းနေပြီကျွန်တော်ဒီကိစ္စကိုဆက်လက်မပြောချင်ဘူးဘာလို့လဲဆိုတော့သူ့ကိုအိမ်ဝယ်တာဟာ နှစ်ပေါင်း30စာချုပ် mortgage နဲ့အိမ်ဝယ်ခြင်းဟာဒေါ်လာတန်းတန်ပဲဖြစ်စေအောင်တော့နှစ်ပေါင်း30အကျွေးနဲ့အိမ်ဝယ်ခြင်းဟာခိုးယူလို့ပါဆိုတဲ့ပြဿနာနဲ့ခိုးယူလို့ပါဆိုတဲ့ဆွဆွဲချက်တွေနဲ့သူ့ကိုဆွဆွဲတိုက်ခိုက်နေတဲ့သူတွေဟာလူတွေထဲမှာအိမ်ပိုင်တဲ့လူတွေမပါနေဘူးအဲ့ဒီဟာတော့တခုပါလာပါတယ်ဆိုရင်လည်းကျွန်တော်ပြန်ပြောပေးကြပါကျွန်တော်တိတိလောက်တော့အိမ်ပိုင်တဲ့လူမပါဘူးလို့ကျွန်တော်သိထားရပါတော့အကယ်၍ကိုကိုယ်တိုင်ကအိမ်ပိုင်ထားတယ်ဆိုလို့ရှိရင် အိမ်ပိုင်နဲ့ကို့မှာအမေရိကန်နိုင်ငံမှာကို့ပိုင်အိမ်ရှိတယ်ဆိုလို့ရှိရင်အိမ်ဝယ်တဲ့ process တွေကိုသိပြီးသားပါဘလို့ဝယ်ရလဲကို့ရဲ့အဆင့်တန်းနဲ့ကို့ရဲ့ဝင်ငွေနဲ့ကို့ရှာနိုင်တဲ့ငွေပမာဏနဲ့ဒေါ်လာ3သိန်းလားလား3သိန်းလားသတန်းတန်တန်နဲ့ဘယ်အိမ်ဝယ်နိုင်လဲဆိုတာလူတိုင်းသိကြတယ်အဲ့တော့ကျွန်တော်ထင်သလောက်ကတော့သူတို့ကျွန်တော်မြင်သလောက်ပေါ့နော်ကိုကျွန်တော်မသိတာရှိရင်လဲအောက်ကနေရေးပေးသွားလို့ရတယ်သူ့ကိုပြောတဲ့လူတွေထဲမှာအိမ်ပိုင်တဲ့လူတွေအမေရိကန်နိုင်ငံမှာ အိမ်ကိုလက်ဝယ်ပိုင်ဆိုင်ထားတဲ့လူတွေပါသလားဟုတ်ကဲ့ဟုတ်ကဲ့မင်းမောင်ဆိုတဲ့ကောင်အောင်အိမ်ပိုက်ပြီလားဒီနေရာကမေးကြည့်လိုက်ပါဦးโอเคအဲ့ကိစ္စကကျွန်တော်ပြောဖို့မပြောချင်တော့ဘူးခုနကပြောသလိုမျိုးပဲယုံချင်တဲ့လူကယုံမယုံချင်တဲ့လူကမယုံနဲ့ကိုယ့်ရဲ့ဉာဏ်ရည်အစဉ်အတန်းကိုယ့်ရဲ့ဘဝအတွေ့အကြုံကိုယ့်ရဲ့လုပ်ရည်ကံရည်ဘာလဲဆိုလူဆိုတာကကိုလုတ်တလို့ပဲသူများကိုထင်တတ်တာကိုဟာဝယ်နိုင်တဲ့အဆင့်အတန်းမရှိဘူးဆိုရင်သူများဝယ်နိုင်ရင်လည်းဟုတ်လို့လားဟုတ်ရဲ့လားဟုတ်ပါမလား ဒါပုံမှန်ဟုတ်ခဲ့လားဆိုရယ်မိခွန်းเนี่ยပေါ်ပေါက်လာမှာပဲအဲ့တော့ဒါတွေကိုကျွန်တော်ကမငင်းဆိုခြင်းဘူးအချိန်ကုန်လို့เนาะအဲ့တော့ကျွန်တော်ဒီနေ့ပြောချင်တဲ့ကိစ္စကသူ့ကိုအခိုးလို့ပြောနေကြတဲ့ကိစ္စမှာယုံချင်တဲ့လူလည်းယုံမယုံချင်တဲ့လူလည်းမယုံနဲ့အဲ့တော့မိခွန်းတစ်ခုပေါ်လာခဲ့ပြီးပြီဆိုလို့ရှိရင်ကိုဟာနဲ့ကိုလှုပ်ရှားရှာဆက်လှုပ်ကြတယ်သူ့ကိုမယုံတော့ဘူးဆိုတဲ့လူတွေဟာသူမှဆက်လက်လှုပ်ရှားပြီးတဲ့ fundraising ပွဲတွေမှာ အားမပေးတော့ဘူးပေါ့နော်။သူ့ငါမယုံငွေမထည့်တော့ဘူး။ကိစ္စပြက်ပြီ။ဒီလောက်ဆိုလို့ရှိရင်ကိစ္စပြက်ပြီ။သူ့မကိုဆက်ယုံနေဆိုတဲ့ယုံကြည်တဲ့လူတွေဟာငါတို့ကတော့ယုံနေသူကတခိုးမဟုတ်ဘူးဆိုပြီးဆက်ပြီးတော့ထည့်လိုက်မယ်။ဒါနဲ့ပတ်သက်လို့လည်းအပွဲပွဲပေါင်းဒီခိုးပါတယ်ဆိုရက်ရိုးစမှုရဲ့နောက်ွယ်မှာလည်းဒီလိုမျိုးငွေလူပွဲတွေအများကြီးလုပ်ခဲ့ပြီးကြပြီ။ပြည်သူတွေဟာယုံလားမယုံလားဆိုတော့တက်တယ်လဲပြခဲ့ပြီးကြပြီ။ဒါပေမဲ့ ဒီဘက်အုပ်စုကတဆိုင်မမတ်ခိုးတယ်ပြောနေကြတော့မယ်ဒါကိုလည်းကျွန်တော်ဘာမှမပြောလို့ရတယ်ခုနပြောသလိုပဲဒါညင်းမနေတော့ဘူးထင်တဲ့လူတွေထင်ပါစေမထင်တဲ့လူတွေလည်းမထင်ပါစေနဲ့ဒါဟာမိမိရဲ့ယုံကြည်ချက်နဲ့မိမိရဲ့ရွေးချယ်ပိုင်ခွင့်နဲ့မိမိပဲလူတစ်ယောက်ကိုယုံကြည်ဖို့သူ့ရဲ့ character ကိုယုံကြည်ဖို့ဆိုတာကိုယုံယုံနေပေါ့ကိုမယုံမယုံပေါ့နောက်ခုပဲရှင်းရှင်းလေးပဲရှိတယ်အဲ့တော့ yes or no ပဲ yes အုပ်စုရှိပါစေ no အုပ်စုရှိပါစေဒါကဒီမှာရက်သွားရင်ကိစ္စမရှိဘူးကြီးလိုက်တော့လဲចောင်းတော့ရန်စားတွေမနာလိုမှုတွေဇလန်းနေတဲ့လူတွေပေါ့နော်အဲ့ဒါတွေလဲကိုကိစ္စမဟုတ်ဘူး ကျွန်တော်ကိစ္စတော့မဟုတ်တာကျင်းသေးပါဘူးပဲအဲ့အတွက်ကြောင့်ကျွန်တော်တို့ကဘာမှလည်းမပြောခဲ့ဘူးပန်ဆယ်လိုသူများစာပြီးရိုးစွတ်တဲ့အချိန်မှာရိုးစွတ်စရာဒီအိမ်တလုံးဝယ်ဖို့သူမရဲ့အရေးအချင်းနဲ့သူမရဲ့ network နဲ့သူမရဲ့ကြော်ကြားမှုနဲ့သူမကိုကူညီစောင့်ရှောက်ခြင်းသူတွေနဲ့သူမမို့လို့ကိုထောက်ပံ့အကူအညီပေးလို့သူတွေနဲ့ဆိုရင်နှစ်30စာချုပ်နဲ့ဒေါ်လာတသန်းနဲ့အိမ်ဝယ်ဖို့မဖြစ်နိုင်ဘူးဆိုတာလုံးဝမရှိကြောင်းကိုတော့ကျွန်တော်ဝင်ပြီးတော့စကားပြောခဲ့ဘူးရဲ့ ကျန်တဲ့ယုံနာမြုံနာကျန်တဲ့လူတွေကိုကိုရဲ့ဘာလဲဆိုကိုခေါင်းထဲမှာလဲအုံနောက်ဆိုတာလေးရှိရယ်အဲ့ဒီအုံနောက်လေးရယ်ကိုရဲ့ညံရင်ညံသွေးရယ်ကိုဘဝရဲ့အတွေ့အကြုံရယ်ကျွန်တော်ပြောသလိုပေါ့နော်ဒီဘဝမှာငါဆိုရင်ဒီလောက်လုံနိုင်နေဆိုရင်သူများဆိုလည်းလုံနိုင်မှာပဲဆိုတော့ယုံကြည်မှုဆိုတာလူတစ်ယောက်မှာရှိလိမ့်မယ်ငါမမရင်ဟဲ့ငါတော့မလုံနိုင်တာငါတို့အလုပ်လုပ်စားနေငါစပွဲထိုးစားနေ10နှစ်ရှိပြီဆိုစပွဲပဲထိုးတတ်တဲ့အခြေချင်းနဲ့တော့စပွဲပဲထိုးလို့ရတဲ့ယုံကြည်ချက်မျိုးနဲ့နော်အဲ့လိုမျိုးနဲ့ကတော့ သူများတကာရဲ့ယုံကြည်မှုကိုရထားတဲ့လူတယောက်နဲ့ကတော့တူမှာမဟုတ်ဘူးပေါ့နော်။တိတ်လည်းအများကြီးမပြောချင်ဘူး။ဘာလို့လဲဆိုနေရကြမှာဆိုလို့။ဟွန်း။အဲ့တော့လောကကြီးမှာအလုပ်ဟုသူများကုန်ရှိစွာပဲ။ဒါပေမဲ့အဲ့လောက်ကဘယ်ကိုပို့ပေးလဲဆိုတာကတော့မတူဘူးနော်။အဲ့တော့မတူတဲ့နေရာမှာကိုကမရောက်လို့ရောက်သွားတဲ့လူတွေကတော့အလုံးလုံးလို့မဟုတ်ခိုးလို့ပဲဆိုတာကတော့တိတ်ပြီးတော့အရင်နားထောင်တာနားထဲမှာခါတယ်နားခါတယ်နော်အဲဒီကိစ္စအဲ့မှာရက်လို့ပြီးသွားသလားဆိုတော့မပြီးဘူးအခုက သူ့ကိုလူဖူးတဲ့လူတွေ ICE ကိုတိုင်မာတောပါဆိုတဲ့အထိဝိုင်းခင်ခင်ဆိုတဲ့ page ကနေပြီးတော့ရေးထားတာဟာပြဿနာအဲ့ဒါကပြဿနာဒီ American နိုင်ငံမှာဘယ်ကိစ္စကြောင့်မှငွေဒါကနိုင်ငံသားအဖြစ်အဖြစ်မှာပေါ့နော်တရားနိုင်ငံသားအဖြစ်ကျွန်တော်တို့သွားပြီးတော့ neutralize လုပ်တဲ့အချိန်မှာ all နေအနေနဲ့တစုံတူးကိုငွေကြေးထောက်ပံ့ဖူးတာရှိသလားလူတစုံတူးတည်ဆုံဖို့အတွက် တည်ဆုံးပါစေဆိုရည်ရွယ်ချက်နဲ့ငွေကြေးထောက်ပံ့မှုရရှိသလားဆိုတဲ့မေးခွန်းကိုမေးခံရပါတယ်။ဒါဟာအမေရိကန်နိုင်ငံရဲ့ violence မဖြစ်စေတဲ့ policy ပေါ့နော်။အဲ့ဒီအတွက်မေးတယ်။အဲ့တော့သူတို့ပြောသလိုဟိုပန်ဆက်လို့ရင်ဆိုင်လိုက်မယ်ဆိုပြီးဇွတ်ကြီးလဲဟိုအေးအေးနေလို့လဲအဆင်မပြေဘူး။ဒီလိုဖြစ်အောင်လှုပ်လာတဲ့လူကတတိမမှန်တဲ့သူတော်လန်ရဲ့အတွက်တတိမမှန်တဲ့လူပေါ့နော် loop hole ကိုရှာပြီးတော့မှဒီကိစ္စကိုဒုက္ခရောက်အောင်လုပ်မယ်ဆိုတာခုနကပြောသလိုပေါ့နော်။ तू မအောင်ငွေခိုးလို့မယုံဘူး။အဲ့ဒီထက်ကျွန်တော်လက်ခံတယ်။ ယုံချင်းမယုံချင်းကမိမိနဲ့ပဲဆိုင်တယ်မယုံတဲ့လူလဲမယုံနဲ့ပေါ့နော်အဲ့တော့ယုံချင်တဲ့လူလဲယုံဒါပေမဲ့ဒီလိုမျိုးလူတယောက်ကိုဂျာဇဝတ်မှုတွေနဲ့ညှိဖို့ခုနပြောသလိုခိုးလို့ဆိုရင်တမျိုးလေခုနပြောတော့ခိုးလို့ဆိုရင်တမျိုးအခုကတော့ fundraising လုပ်လို့ကို DICE နဲ့ညှိအောင်တိုင်မယ်ဆိုတာမျိုးကြတော့တမင်တကာတော်လန်ရေးပေါ်မှာယုံလာတာဖြစ်သွားပြီ။ तू မဟာ तू မဟာ ဒီရဲ့အဓိကနေရာမှာတာဝန်ထမ်းဆောင်နေရဲဆိုတာတိတိကြီးနဲ့ဒါကိုတာဝန်ထမ်းဆောင်လို့တိုင်ပြီးဖန်ခိုင်းမယ်ဆိုတာကဘာကိုဖျက်လို့ဖျက်စီးလုပ်ညာလဲဆိုတာလဲပြင်မှာဆင်သွားတယ်လို့ထင်ရှားနေပြီအဲ့တော့ပန်ဆယ်လိုကိုနိုင်ငံတော်ရုပ်ချစ်ပေမဲ့ပန်ဆယ်လိုကိုတကယ်တခိုးထင်လို့ကိုနာကြည့်နေကြပါတယ်ဆိုတော့ပြည်သူတိုက်ပေါ့နော်သူတို့တွေကပို့ဆောင်မှရေးနေတဲ့သတင်းမှန်တယ်ဆိုတော့ပြည်သူတွေကိုဟွာကိုပြန်ပြီးတော့တစ်ချက်လေး post နေပြီးတော့စဉ်းစားဖို့အချိန်တန်ပါပြီနော် ကိုမယုံရင်ကိုမထဲပါနဲ့ယုံတဲ့လူတွေထဲနေတာပါဒါပေမဲ့ဓာကြီးတစ်ခုလုံးကိုဖျက်လို့ဖျက်စီးလုံနေပြီဆိုရင်ငါဘယ်ဖက်ကလဲလို့မေးဖို့အချိန်တန်ပါပြီငါကစစ်ကောင်စီဘက်ကဆိုလဲပွင့်ပွင့်လင်းလင်းစစ်ကောင်စီလှုပ်ဆန်းမှာသိလားစောက်ရက်တွေအလောက်ကြီးမနှဲကြဆန်းမှာ ਨੇ နော်အယောင်တွေမဆောင်ကြဆန်းမှာ ਨੇ အလောက်လေးတောင်တတိမရှိကြဘူးလားအဲ့တော့သူတို့တွေကိုသက်ဆိုင်ရာကအရေးယူဖို့အချိန်တန်ပြီဘယ်ပုံစံနဲ့အရေးယူမလဲဆိုတာကိုဟာကိုဆုံးဖြတ်ကြပါကိုအဖွဲအစည်းတွေ ဘသူနဲ့သက်ဆိုင်လဲဒီကိစ္စကိုဘသူကတာဝန်ယူဖြေရှင်းရမလဲအဲ့ဒီအဖွဲ့အစည်းတာဝန်ယူဖြေရှင်းဖို့အချိန်တန်ပြီဒီအတိုင်းလွတ်ထားခြင်းဟာတော်လန်ရေးမှာအင်မတန်အန်ဒီရဲများပါတယ်ဒီလူတွေကိုဒီအတိုင်းလွတ်ထားတာတော်တော်အန်ဒီရဲများပါတယ်ဒီလူတွေကိုဘယ်လိုပုံစံအရေးယူပြီးတော့ action ယူကြမလဲဆိုတာစစင်စားဖို့အချိန်တန်ပါပြီအဲ့တော့စပြီးတော့စဉ်းစားပါဒီတိုင်းလွတ်ထားလို့မရတော့ပါဘူးအဲ့ဒါလေးပဲပြောချင်တာပါ